Do share. 1900ခုနှစ်ကျော်ကာလတုန်းကစနစ်ကျခဲ့တဲ့ရန်ကုန်မြို့ဟာအခုတော့ဗယံပဓာတိုးတက်မှုတွေနဲ့ဝရုံးသုံးကားဖြစ်နေတဲ့ခြေနေကနေစိမ့်လန့်တဲ့မြို့တော်စနစ်ကျတဲ့မြို့တော်တစ်ခုပြန်ဖြစ်လာဖို့ဆိုတဲ့ရည်ရွယ်ချက်တွေကိုဒီညီလာခံမှာဆွေးနွေးခဲ့ကြပါတယ်။နောက်ထပ်တည်ဆောက်မဲ့အစာအုပ်တွေမှာသဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းခြင်းဤပညာထောက်ကူတွေပေါဝင်လာဖို့လည်းရည်ရွယ်ထားပါတယ်။ပတ်ဝန်းကျင်နဲ့သားသတ္တဖြစ်မဲ့စိမ့်လန့်တဲ့မြို့ပြစီမံကိန်းကို နိပညာငွေကြေးအပြည့်စုံနဲ့အကောင့်ထဲပေါ်နိုင်မယ်ဆိုရင်နောက်ဆယ်နှစ်မှာရန်ကုန်မြို့ဟာနေပြော်တဲ့မြို့တော်တစ်ခုပြန်ဖြစ်လာဖို့မျှော်လင့်တယ်လို့ဦးဝင်းမျိုးသူကပြောပါတယ်။ အဲအားလုံးကတက်ညီလက်ညီနဲ့လုပ်မယ်နောက်တစ်ခုကလိုအပ်တဲ့ငွေချေရောနှီးပညာကူညီရောရမယ်ဆိုရင်တော့ဆရာတို့ထင်တာတော့နောက်ဆယ်နှစ်အတွင်းမှာတော့ရန်ကုန်မြို့ဝအမှန်နေဝယ်ကောင်းတဲ့မြို့တစ်မြို့ဖြစ်အောင်တော့လုပ်လို့ရမယ်ထင်ပါတယ်တော်တော်လေးပဲဒီစာအုပ်လေးတစ်ခုဒါမှမဟုတ်လမ်းလေးတစ်ခုအဲအလေးတစ်ခုလည်းတော့သွားပြီးတော့ဟို green လုပ်နေလို့မရအောင်တစ်မြို့လုံး green ဖြစ်သွားအောင်ဘယ်လိုလုပ်မလဲဆိုတော့ဒါဒီလိုခြေကန်နော်ကျွန်တော်တို့ယူဆချက်တွေနဲ့ခြေကန်စီမံကိန်းရေးဆွဲတာတွေဖြစ်အောင်အတွက်ဟိုဒါကျွန်တော်တို့ကဒီမှာဒါကျွန်တော်တို့ကဒါတိုက်တွန်း နှိုးဆော်ပြီးတော့ပြောကြတာပေါ့ဗျာကျွန်တော်ဒါ၄ကိုချိတ်ဆက်လို့သွားဖို့လိုတာပေါ့ရန်ကုန်စီပင်နဲ့လှုပ်ထားတဲ့ master plan တွေကဆက်လို့ရေကိုရက်ပြည့်ရမယ်လို့ green lotus ဖွဲ့ကပြောပါတယ် YCDC with a master planning we should cool down the system ball လို့မရသလိုအဆောက်အဦတွေအရင်များပြီးဖိနှိမ်မှုလည်းမရှိပါဘူး။နာဂမြပစီမံကိန်းတွေအတွက်ပတ်စံရဖို့ထက်ဖိနှိမ်ဖို့ကပိုလိုအပ်ပါတယ်။ယင်းကြီးတာကကြီးမားတဲ့ကွန်ဒိုတွေ၊ဈေးကန်တိုက်ခန်းတွေကအလေလက်လူဒန်းသားတွေတော့ပဲဖြစ်တင်ပါတယ်။ စီဗင်တာယာယီကော်မတီခန်းမမှာပြုလုပ်တဲ့ဒီပွဲမှာပြည်သူ NGO ဖွဲ့ဖြစ်တဲ့ Green Lotus နဲ့စိန်လန်းမိမိဖွံ့ဖြိုးတိုးတက်ရေးတင်းတွေကစိန်လန်းနဲ့မြို့ပြစနစ်ပေါ်ဆောင်မှုအကြောင်းဆွေးနွေးခဲ့ကြပါတယ်။တဘာဝပတ်ဝန်းကျင်ကောင်းမွန်တဲ့မြို့တော်ဖြစ်ထိမ့်သိမ့်နိုင်မှုဒုချဲ့မဲ့မြို့သစ်တွေကိုအစိမ်းရောင်မြို့တွေဖြစ်တည်ဆောက်ဖို့ရည်ရွယ်ထားတယ်လို့ဦးတူအောင်ကပြောပါတယ်။စီမံကိန်းကြီးတွေမှာ Green Construction နဲ့ညီဆောင်ရွက်ကြဖို့ညှိနှိုင်းပေးထားတဲ့အကြောင်းကိုလည်းပြောပါတယ်။ ျွန်တော်တို့စီမှာလာဟိုအနာဂတ်အတွက်ကိုဒါမျိုးစစ်တွေတည်ဖို့အတွက်ယာရာချက်တွေရှိတယ်ဒီမျိုးစစ်တွေတည်လာပြီဆိုတော့ခါကြလို့ရှိရင်ခုနပြောတဲ့ဒီနေရာကိုပေါင်းညင်နဲ့လိုင်းလုံးကြီးတွေဖြစ်တဲ့ဟာမျိုးတွေတစ်မျိုးလုံးတိုင်းတာနဲ့ဆိုတော့လောက်လာနိုင်မယ်ခါကြလို့ရှိရင်နည်းနည်းလေး project ကြီးရင်တော့အကြီးအကြီးသလိုပေါ့လားဟို project ကြီးရင်အစားအုပ်အစုအဝေးများ complex ရှိတယ်အစားအုပ် complex တွေများတယ်ဒါဒါမျိုးကြီးကြလို့ရှိရင်တော့အဲ့ခါကြလို့ရှိရင်တော့သူက green block ပါမယ်ဆိုတော့ကျွန်တော်တို့ကပြန်ပြီးတော့ဒါတို့ပုံမှန်ဒီနေရာမှာ ဟလာဟိုဟိုအစောဖုံးလုံးမှုကဘလောက်လဲရှိတဲ့နယ်ကျန်တဲ့နေရာမှာဒါ green area ထားပြပါဒါမျိုးတွေကျွန်တော်တို့ကဟိုပြောအဲ့အတွက်အားလုံးလုံနိုင်အောင်လို့ကျွန်တော်တို့ကအဲ့ဒီပုံမှာပဲစဉ်းစားပြီးတော့ဟိုသူတို့ design တွေကိုပြင်ခိုင်းပါတယ်သူတို့ဟိုကလုပ်တယ်ဒါပေမဲ့အဲ့အဲ့ဒါကြောက်လဲအခုဆိုလို့ရှိရင်တော့လုပ်ငန်းရှင်တော်တော်များများသူကဟိုအဲ့ဒီပုံစံနဲ့ပဲသူတို့ကအခုဆိုရင်အဆိုပြီးလာကြတာများပါတယ်